ဒီနေ့ခံယူမဲ့နှုတ်ကွက်တော်ခေါင်းစဉ်ကတော့အာယူလုံးလေးအတိကျန်ဆန်းနေသလားဒီမှာတော့ metro တွေ subway တွေတိတ်မတုံဘူး tram တော့တစ်ခါတစ်ခါတွေ့တယ်အဲဒါကလွယ်လို့ public transport တိတ်မလို့တဲ့မရှိတဲ့အတိုင်းပြည်ပေါ့ကျွန်တော်တို့ကစင်ကာပူကလာတာဆိုတော့စင်ကာပူမှာ MRT လို့ခေါ်တယ် massive rapid transport လို့ခေါ်တဲ့ဟောကျွန်တော်တို့ MRT system နဲ့လူပန်းနဲ့ကြီးတော်သူတွေကနေတိုင်းရထားစီးပြီးတော့ယုံတက်ကြတယ်ကြောင်းတက်ကြတယ် ယထားတွဲမှာအယောက်200အယောက်ထောင်နဲ့ချီသွားနေပြီမြဲတယောက်ထဲလို့ပဲခံစားရတဲ့ချိန်ရှိရနော်လူများတိုင်းကျွန်တော်တို့ဆိုပြတာမဟုတ်ဘူးလူများတဲ့ကျွန်တော်တို့ကပြည့်စုံနေရမှာမင်းလေဘလောက်များတဲ့ကြားထဲမှာရှိရှိတယောက်ထဲလူခံစားရခြင်းရှိကိုရှိတယ်ဒီနေ့မှာကျွန်တော်တို့အထီးကျန်ဆန်တယ်ဆိုတာကလူတွေငင်းပယ်ခံရလို့အထီးကျန်ဆန်တာလည်းရှိတာဖြစ်ပေမဲ့တခါလေမှာချစ်တဲ့လူတိုက်တိုက်ဝမ်းဝမ်းရှိနေပေမဲ့အထဲမှာ loneliness ကရှိနေတော့မယ်ဆာလန်23အငယ်4မှာ အကယ်၍သေမင်းအရေးလွမ်းမိုးတော်ချိန်တဲသို့ရှောက်သွားရတော့လဲဘေးဟန်တွေကိုမကြောက်ပါအကြောင်းမူကားကိုတော်သည်အကျွန်ုပ်တို့ရှိတော်မူသည်ဖြစ်၍လန်ဒန်တော်နှင့်တောင်ဝေးတော်သည်အကျွန်ုပ်ကိုချမ်းသာစေပါ၏ Apple ကိုတီထွင်တဲ့ Steve ကဘာပြောခဲ့လဲဆိုတော့သူကငွေကြီးတွေတင့်ကိုစားကားမောင်းခံလို့ရတယ်တင့်ကိုစားအလုပ်လုပ်ခံရတယ်ဒါပေမဲ့ကျမ်းမာရင်းနဲ့ဆိုင်တဲ့အခါမှာတင့်ကိုစားကတင်ပေါ်စေယုံကတင်မှာလူစားထိုးငှားလို့မရတော့ဘူး ဆိုတော့ balance people အလုပ်လဲစူးစမ်းကြမယ်။အကျမ်းမာရေးလည်းကူဆိုင်ကြမယ်။အထူးသဖြင့်ကတော့ဘုရားခင်ရဲ့ကျမ်းမာခြင်းပိတ်သိမ့်နဲ့ကျွန်တော်တို့သွာလာဖို့အတွက်အသက်ရှင်ကောင်းစားဖို့ပြည်တော်မှာကောင်းစားဖို့ဘုရားခင်အလိုတော်ဖြစ်ပါတယ်။ hallelujah ။တကယ်တကယ်တမ်း operation ဝင်တော့မယ်ဆိုရင်ဘလောက်ချစ်ချစ်နေခဲ့ရတယ်နော်။အကယ်၍သင်ချစ်သင့်ရဲ့ခင်မွန်းတဲ့ဇနီးတဲ့ဆရာဝန်ဖြစ်ရင်တော့အထက်ထိဝင်လို့ရရင်ရမှာပေါ့။ဒါတော့မှနော်ဘာလို့ချစ်ဖြစ် emotional ဖြစ်မှာဆိုလို့ဆရာဝန်တွေတောင်သူတို့ဇနီးတဲ့သူတို့သားများတို့သူတို့မခွဲရဲဘူး။များတော့ဖြစ်ရ။ ဆိုတော့ပြောချင်တာကတကယ်တကယ်သေမင်းအရေးလွမ်းတဲ့ဂျန်ကိုရှောက်တဲ့ချိန်မှာတော့သူတပားအာကိုလို့မရတော့ဘူး။ဘာလို့စီယူရမလဲ။ဘာဖြစ်မလဲ။ဟာခွဲစိတ်ခံသွားရမလဲ။ဘာဖြစ်မလဲ။ chances chances ကတော့ဟိုဒီ risk မရှိတဲ့အရာမရှိတဲ့အတွက် minor operation တောင်မှ1%တေနိုင်တယ်လို့ပြောရင်အဲ့ဒီ1%နဲ့တော့ညင်ရင်တေမှာပဲเนาะဆိုတော့ဘယ်ရာမှတော့100% safe ဆိုတာမရှိဘူးလောကကြီးမှာဆိုတော့တကယ်တကယ်တန်းနေလားငါလားတေမင်းအရေးအလွမ်းနဲ့အကျန်ကိုရှောက်တဲ့ချိန်မှာတော့ကျွန်တော်တို့မှာကူတူမဲ့ကဲတူမဲ့ဖြစ်သွားတယ် ယနေ့မိတ်ဆွေတင်အဲ့ဒီအချိန်လေးရောက်တဲ့ဆိုရင်ဒီနှုတ်ကပါတော်ကတင်တွက်ဖြစ်တယ်ဟာလေလုယာဒါဝိမင်းကြီးကငါမကြောက်လို့သူပြောရဲတာကဘာကြောင့်လဲဆိုတော့လန်တန်တော်နဲ့တောင်ဝေးတော်ကသူ့ကိုချမ်းသာစေတာဖြစ်တယ်။ဖခင်ကသူနဲ့သူရှိလို့ဖြစ်တယ်။တရားဟောကြံခန်းကြီး30 31အငယ်6မှာယောရှုကနောက်ထပ်ခေါင်းဆောင်ဖြစ်လာတယ်။မောရှေကတော့သူကသူ့ကိုဖခင်ဝင်ခွင့်မပေးတဲ့အတွက်သူနားတော်မယ်။အဲ့ဒီချိန်မှာ မောရှိယောရှုကိုပြောတဲ့စကားဖြစ်တယ်အာယူပြီးရဲရင်ချင်းရှိရမယ်တဲ့မစိုးရင်နဲ့မကြောက်နဲ့စိုးရင်ချင်းကြောက်ရွံ့ချင်းထိတ်လန့်ချင်းသူတွေအားလုံးကသူတို့ကဂန်းဖွဲ့ပြီးတော့အမြဲတမ်းနေတာနည်းနည်းစိုးရင်ပြီဆိုရင်ကြောက်ရွံ့ချင်းကဝင်ပြီးဝင်လောက်လာတယ်ကြောက်လာပြီးဆိုရင်အဲ့မှာတော့ကျွန်တော်တို့မတည်ငြိမ်နိုင်တော့ဘူးမရဲရင်နိုင်တော့ဘူးဆိုတော့ဖခင်ကကျွန်တော်ကျွန်တော်တို့ဖို့ဖခင်ဖြစ်လို့တဲ့ကျွန်တော်တို့နဲ့အတူကိုတော်ကြွတော်မူမယ်တင်းတို့ကိုစွန့်တော်မမူပြည့်ပြည့်မထားလို့ဟောပြောတယ် ်တင့်ရှိမှာထာဝရဘုရားသည်ကိုယ်တိုင်ကြွ၍တင်နဲ့ရှိတော်မူလိမ့်မည်တင့်ကိုစွန့်တော်မမူပြစ်ထားတော်မမူမစိုးရိမ်နဲ့စိတ်မပြတ်နဲ့ဟုဣသရေလအမျိုးသားပေါင်းတို့ရှိမှာပြောဆို၏အာမင်ယောရှုဟာ next generation ရဲ့ leader ဖြစ်လာတဲ့အခါဘုရားခင်ကသူ့ကိုအားပေးတယ်မင်းရှိမှာငါကိုယ်တိုင်ကြွမယ်ဖះကကျွန်တော်တို့ရှေ့မှာကိုရံကြွတယ်ဆိုရင်ကျွန်တော်တို့ကအตาလေးလိုက်သွားရုံပဲဖြစ်တယ်ဒီနေ့ကျွန်တော်နဲ့မိတ်ဆွေအထီးကျန်တဲ့ခန္ဓာလူတွေကမပြောဖြစ်ပေမဲ့ ကျွန်တော်ရဲ့ငွေကြေးကဏ္ဍမှာလာចောင်းသားចောင်းသူများចောင်းပြီးရင်ကပါဆက်လုံးမလဲမိမတွေတော့ဖုန်းခေါ်ရတော့အမေအဆင်ပြေလားပြေတယ်အရန်ပြေတယ်ဩစတြေးလျအရန်ကောင်းတယ်ဒါပေမဲ့ကိုကိုတိုင်းစိတ်ထဲမှာအတွင်းစိတ်ထဲမှာအလုတ်ကောင်ရအကောင်းပါမလားဒါပြီးရင်ဘလို့နေရမလဲမိသားစုအိမ်ထောင်ဦးစီးတွေလည်းဝင်ငွေတွေရှိနေတယ်ဒါပေမဲ့တနေ့တနေ့တလားတလားပေးရတဲ့ mortgage တွေပေးစရာရှိရပေးပြီးအခါမှာကြံတဲ့ငွေကြေးတွေကဘလို့ဆက်သွားမလဲကျတော့မှာစိုးရင်တဲ့ကဏ္ဍအမြဲတမ်းရှိရဒီနေ့ဖခင်ခင်ကိုဖိတ်ခေါ်ရအောင် ဘုရားခင်သာကျွန်တော်ရှိမှသွားရဲဆိုကျွန်တော်တို့ကစိုးရင်ဆရာမရှိဘူးအာမင်လက်ကုပ်တီးလက်ဘုရားကိုချီးမွမ်းရအောင်အာမင်ဒီနေ့ဓမ္မတိထဲကဇလန်တပုတ်လေးနဲ့ကျွန်တော်တို့ဝိညာဉ်တော်လမ်းပြသလိုလေ့လာသွားရအောင်အဲ့ဒါကတော့ထိုနေ့ညနိုင်တဲ့ကိုယ်တော်ကကန်တပတ်တို့ကူကြကုန်အဟုမိန်တော်မူလျင်တပည့်တော်တို့သည်လူစုဝေးရာမှထွက်၍လေပေါ်၌ရှိနေသောကိုတော်ပါလျက်တွားကြ၏အခြားလေတို့လည်းပါသေး၏ ထိုအခါပြင်းစွာသောမိုးတက်မုန်တိုင်းဖြစ်၍လိုင်းတဘိုးခတ်သောကြောင့်လှေသည် ရေနှင့်ပြည့်လေ၏ကိုတော်သည်ပဲ့၌ခေါင်းအုံးပေါ်မှကျင်းဆက်၍နေတော်မူ၏တပည့်တော်တို့သည်ကိုတော်ကိုနှိုးပြီးမှအရှင်ဖေဟာအကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ရောက်သည်ကိုလှစ်လူသောစိတ်ရှိတော်မူတော်ဟုလျှောက်ကြသောကိုတော်သည်ထ၍တိတ်ဆိတ်ငြိမ်ဝတ်စွာနေလောဟုလေနှင့်ပင်လေဆုံးမတော်မူသည်ဖြင့်လေသည်ငြိမ်၍အလွန်တာယာလေ၏ ဒီဇလန်လေးကိုမကြာခဏကြာဘူးကြမှာပါဖြစ်ပြက်ကတော့ယေရှုကတပည့်တော်တွေနဲ့ငါတို့ဟိုဘက်ကန့်ကိုသွားမယ်လို့ပြောပေမဲ့လမ်းကုလမှာသူတို့ဒုက္ခရောက်တယ်ဒီနေ့ဖခင်နဲ့သွားနေရင်းနဲ့ပဲဖခင်ပို့ဆောင်နေရင်းနဲ့ပဲကျွန်တော်လမ်းကုလမှာလိုင်းတဘိုးတွေကရောက်လာတတ်တယ်အဲ့ဒီချိန်မှာကျွန်တော်တို့သခင်ယေရှုပြောတဲ့စကားပေါ်မှာယက်တည်ဖို့ဖြစ်တယ်သူကဘလောက်တောင်သူ့စကားကိုသူစိတ်ချလဲဆိုတော့သူကအိတ်နေတာကျွန်တော်တို့ကတော့ပြောတဲ့စကားမဖြစ်မှဆိုလို့ရောက်ရက်ခတ်နေတာ ဘုရားကသူ့စကားကို तू အရန်စိတ်ချလို့ तू ကအိပ်ပျော်နေကျွန်တော်တို့အိပ်မပျော်တဲ့ခါတိုင်းမှာတကယ်တကယ်ကတော့စိတ်မချနိုင်လို့စိုးရင်လို့တခါတခါမှာအဲကွန်ခန်းထဲမှာတောင်းရှင်ကင်မရာအခုတော့အရန်ပူတယ်ဗောနော်အေးတဲ့အချိန်မှာဇောချွေးပြန်ဘူးကြသလားအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ပြန်ပြီးတော့ဘုရားပြောခဲ့မှုတဲ့စကားပေါ်ပြန်ပြီးတော့စိတ်ချမှုရှိမှာပဲကျွန်တော်အိပ်ပျော်နိုင်တယ်ကျွန်တော်ဘဝမှာကြီးကျယ်စိတ်တက်ကြခြင်းနှစ်ကြိမ်ဝင်မှုတယ်ဒါပေမဲ့အဲ့ဒီနှစ်ကြိမ်စလုံးမှာကျွန်တော် ဘုရားခင်ကျေးဇူးတော်ကြောင့်ဘာမှယောဂလည်းမရှိဘဲနဲ့နော်တယောက်ကဒီမှာနင်းထားသလိုမျိုးတက်ရှူလို့မရတော့စင်စားတဲ့ခါမှာအလုံးလဲစင်ပြေတယ်အလုံးလဲစင်ပြေတယ်ငွေကြေးလဲစင်အကုန်လုံးစင်ပြေတယ်ဒါပေမဲ့တခုခုကဖိထားသလိုပဲဟာမုန်းကြက်နေတာကြုံမှုကြလားမသိဘူးအတိကျန်ဆန်းတယ်ဒါပေမဲ့အဲ့ဒီချိန်မှာတန်ရှင်တော်ညွန်တော်ဘုရားကျွန်တော်ဆူတောင်းတယ်တနိုင်နီးပါးကျွန်တော်ဆူတောင်းတယ်ဘုရားခင်ကအဲ့မှာညင်တက်ချက်ပေးလာတယ်သူဂတိတွေကိုစပြီးပြန်ပြီးငါပြောရင်ပြောတိုင်းလုံမနော်တဲ့ဟိုဘက်ကန်းကိုရောက်မယ်ဆိုရောက်ကိုရောက်မှာပါတဲ့ဟာလေလုယာဒီနေ့ကျွန်တော်တို့ကင်မရာကျွန်တော်တို့ဘုရားခင်ပေးတဲ့ ဂရိတော်ပြီဘုရားပေးထားတဲ့အရာတွေမြောက်များစွာရှိတယ်ဘုရားကျမ်းစာထဲမှာဟိုကျွန်တော်တို့တက်တာမှာယူပါယုံအိမ်မက်အမျိုးမျိုးကျွန်တော်တို့ရထားပြီးသားအရာတွေရှိတယ်တနေ့တော့ငါရဲ့ဒါသမီးရအမှုတော်ဆောင်ဖြစ်ရမယ်အခုတော့ကြည့်ရခါမှာဘုရားကြောင့်တော့မလိုက်ချင်ဘူးနော်ဘုရားနဲ့ဝေးတို့ခံစားနေတယ်ဒါပေမဲ့ယုံကြည်ရအောင်ကျွန်တော်တို့ကျွန်တော်တို့ရဲ့ vision ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့ focus ကိုနှုတ်ကပတ်တော်ပြန်သွားမယ် hallelujah ယေရှုကပြောလေကူးကြရင်ကောင်းမယ်ကူးကြရင်ကောင်းမကောင်းမကောင်းလားအကြံမတောင်းဘူးသူကကူးမယ်သူကကူးမယ်လို့ပြောတဲ့အတွက်ရောက်ကိုရောက်မယ် hallelujah လန်ကူလက်မှာတော့နော်တိုက်ခိုက်မှုတွေရှိတာပေါ့ဒါပေမဲ့အဲ့ဒီတိုက်ခိုက်မှုအတိုင်းကိုသခင်ယေရှုရဲ့စကားတော်အဖြစ်ကျွန်တော်တို့ကြော်လွှားနိုင်တာဖြစ်တယ်ဥရောကဟိုဘက်ကန်းကိုကူးမယ်ဆိုရင်ရောက်ကိုရောက်မှာဖြစ်တယ်အာမင်အဲ့ဒီမှာပုံနှန်းနေထားတဲ့ခါမှာကိုတော်ကထား၍တိတ်ဆိတ်စွာနေလောက်လို့အမိန်ပေးတဲ့ခါမှာလေနဲ့ပင်လေကငြိမ်ပြီးတော့မဖြစ်သွားလဲအလွန်ตาရာဤတဲ့ပြောကြည့်အောင်အလွန်ตาရာဤအာမင်အဲကျွန်တော်တို့နည်းနည်းလေးအာတက်တာသွားရဆိုရင်တော့မှ ကျေးဇူးတော်ဒါပေမဲ့ခုကလုံးလုံးလျားလျားကိုတာယာသွားတာကျွန်တော်နဲ့မိတ်ဆွေရဲ့ရိုက်ခတ်နေတော်ဘဝမှာဘုရားခင်ကအလွန်တာယာခြင်းပေးပါစေအာမင်ဆိုတော့အဲ့ဒီကျမ်းစာပြီးသွားတော့ကျွန်တော်တို့အမြဲတမ်းအဲ့မှာပဲရက်သွားတယ်ကျွန်တော်ဘာလို့ဆိုတော့တခန်းကူးသွားတဲ့ခါမှာစိတ်ထဲမှာနောက်တခန်းဆိုတော့နောက်တမျိုးလေးနဲ့ကျွန်တော်စဉ်းစားပြီးဆက်သွားဒါပေမဲ့တခါမှာတော့ကျွန်တော်အဲ့နှစ်ခုကိုဆက်ဆက်တဲ့ခါမှာဘာလို့သွားတွေ့လဲဆိုတော့မာကုခန်းကြီးငါအငယ်တစ်ကိုရောက်သွားတဲ့ခါအိုင်တပက်ဂါရပြူရောက်ကြ၏ ပြောကြည့်အောင်အိုင်တစ်ဖက်ကိုရောက်သွားတယ်လို့ပြောရအောင်1နှစ်3အိုင်တစ်ဖက်ကိုဘာလို့လဲရောက်သွားတယ်လိုင်းတစ်ဘိုးတော့ထန်တယ်ဒါပေမဲ့အိုင်ဖက်ကိုသွားမယ်လို့ပြောတဲ့တွေ့တကယ်ရောက်သွားတယ်နော်ရောက်သွားတဲ့အခါမှာဘသူနဲ့တွားတွေ့လဲယေရှုဒီလေတဲ့ကထွက်တော်မူသည့်ခနာချင်းမှာခနာချင်းမှာညဉ့်ညူးသောနှက်ဆွဲတဲ့သူကတင်းကျန်းတစပြင်မှာထွက်လာ၍ကိုတော့ကိုခီးဥကြို့ပြုလေ၏ထိုသူသည်တင်းကျန်းတစပြင်၌နေတတ်၏သူကိုတန်ကြိုးနဲ့ပင်အဘယ်သူမျှချီရိတ်မနိုင် ခြေချင်းတန်ကျိုးနဲ့အဖန်များစွာကြည်စန်းတော်လေတန်ကျိုးကိုဆွဲဖြက်ခြေနှင်းခြေချင်းကိုဖျက်တတ်သူ့ကိုယင်စေခြင်းကအဘယ်သူမှမတတ်နိုင်နေညာမဖြက်တင်းချမ်းတစားပြင်၌၎င်းတောင်ပေါ်၌ကောင်ဟစ်ကျော်လျက်ကြောက်စောင်းနဲ့ကိုကိုရှစေလျက်နေတတ်၏ယေရှုကိုအဝေးကမြင်လင်အထံတော်သို့ပြေးလာ၍ပြက်ဝတ်လျက်အမြင့်ဆုံးသောဘုရားခင်သားတော် ယေရှုကိုတော်သည်ကျွန်ုပ်နဲ့ဘယ်သို့ဆိုင်သနည်းကျွန်ုပ်ကိုညှင်းဆဲတော်မူမိအကြောင်းဖျားခင်ကိုအမိပြု၍ကျွန်ုပ်တောင်းပန်ပါသည်ဟုကြည်တော်တန်နှင့်ဟိ၍ရှောက်လေ၏ကျွန်တော်တခါလေးမှာအင်္ဂလိပ်စာတွေဖတ်ရင်လူမနေအောင်ရှိတယ်နော်ဘယ်လိုလုပ်မှာလဲအဘယ်ဘယ်နာမလို့မလဲအာဘာကွန်ဖရင့်ညာကွန်ဖရင့်ဆောကျွန်တော်လည်းဖိတ်ခံရတဲ့ခါမှာတော့စိတ်ဝင်စားတော့ဘယ်နည်းအောင်ရှိမလဲနော်ကျွန်တော်တာပြီးများတဲ့ကောင်းကြီးတို့ဖြစ်စေချင်တာဒါပေမဲ့လူနေတာများတာအဓိကမှာဖခင်ဆေလွတ်တဲ့နယ်သွားဖို့အရေးကြီးတယ်ဟာလေလုယာ ယေရှုကိုယ်တော်တိုင်ကအိုင်တစ်ဖက်ကိုကူးပြီးတော့တက်ဆွန်းစံပြားနော်မုံတိုင်းနဲ့ဂျားထဲမှာထွက်လာတဲ့ရာရောက်သွားတဲ့ခါမှာ तू တွေ့တဲ့လူကတော့တိတ်အားရစေတိတ်မကောင်းမိသားစုကလည်းပယ်ထားပြီမပယ်လို့လည်းမရဘူး तू ကနှဆိုးဆွဲနေတော့သူ့ကို तू ကြောက်တယ်နဲ့ချစ်နော်တန်ကျိုးတွေနဲ့ချီထားတဲ့တန်ကျိုးတွေဖျက်ပြစ်ဆိုတော့အရင်ကြောက်စရာကောင်းတော့သူ့ကိုအိမ်ပြင်ရွာပြင်ထုတ်ထားလိုက်တယ်ဒီနေ့ကျွန်တော်တို့မိသားစုတွေရဲ့ပြစ်ပယ်ခြင်းခံရတဲ့လူရှိကောင်းရှိနိုင်တယ်မရှိအောင်မှ ကျွန်တော်တို့ဘုရားမှာတကယ်ပဲကိုယ့်ကိုယ်တော်ခွင့်မလွတ်နိုင်တဲ့အပြစ်ရှိကရှိရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ဒီနေ့ဟာဘုရားခင်နဲ့လွတ်မြောက်ခြင်းတွေဖြစ်တယ်ဆိုတော့ယေရှုက all the way အဲ့ဒီပင်လယ်ကြီးကိုကူးလာပြီးတော့မှဂါရပြည်ရောက်လာတဲ့ခါမှာသူတွေ့ရတဲ့သူကတော့လေကောင်းနဲ့ဆိုးဆွဲနေတဲ့သူနဲ့တွေ့တွေ့တယ်အဲ့ဒီသူကယေရှုရဲ့ခြေတော်ကိုရောက်လာတဲ့ခါမှာယေရှုကညှဉ်းညူးသောထိုသူမှထွက်သွားလို့ဟု မိန့်တော်မူခဲ့ပြီး ကိုတော်ကလည်းတင်သည်အဘယ်မည်ရှိသနည်းဟုမေးတော်မူလျင်ကျွန်ုပ်မည်ကလေကောင်ဖြစ်ပါ၏အကျွန်ုပ်သည်အများဖြစ်ကြပါ၏လျှောက်ပြီးမှထိုပြည်တဲကအခြားသို့မနှင်မည်အကြောင်းများစွာတောင်းပန်လေ၏ထိုအရ၌တောင်းပေါ်မှာများစွာသောဝက်အစုသည်ကျက်စားလျက်ရှိ၏နတ်ဆိုးပေါင်းတို့သည်လည်းကျွန်ုပ်တို့သည်ထိုဝက်ထက်သို့ဝင်ရပါမည်အကြောင်းစေလွတ်တော်မူပါဟုတောင်းပန်လျင်ယေရှုသည်ချက်ချင်းအခွင့်ပေးတော်မူ၏ ညညူးသောနတ်တို့သည်ထွက်၍ဝက်သေးသို့ဝင်သည်ဖြင့်ဝက်အစုသည်အိုင်ကန်းဆောက်ကိုတဟုန်ထိုးပြေးစင်၍အိုင်၌အသက်ဆုံးကြ၏အရေအတွက်အားဖြင့်2000လောက်ရှိ၏ဆိုတော့ဒီဇလန်းကိုအားလုံးသိပါတယ်ဆိုတော့နှဆိုးဆွဲတဲ့လေကောင်ကိုနှဆိုးကိုမောင်းထုတ်တဲ့ခါမှာနှဆိုးကဝက်တီထဲကိုဝင်ခွင့်တောင်းတယ်အာဝက်တီထဲဝင်ပြီးဝက်တီရသေးသွားတယ်ဆိုတော့ဒီကီးစင်ကိုကြည့်ရခါမှာခုနကျွန်တော်ပြောဖို့တခုစိတ်ထဲမှာပေါ်ရတာတော့ဒီ လိုင်းတဘိုးထန်တဲ့အချိန်မှာယေရှုကအေးအေးလူလူအိတ်ပြီးတော့မှ तू ကသွားနိုင်တယ်ဘာလို့ဆိုတော့သူ့ရဲ့စကားကိုကျွန်တော်တို့နားမလည်နိုင်ဘူးဒါပေမဲ့ तू ကစိတ်ချတယ် तू ပြောရင်အတီးပဲဆိုတာ तू စိတ်ချတယ်လိုင်းတဘိုးလာလေကျွန်တော်ယုံကြည်တယ်ယေရှုကိုမနှုံးမိလဲလေတော့မြုပ်သွားမှာပေါ့ဘာလို့ဆိုတော့ယေရှုကပြောပြီးသားအိုင်တစ်ဖက်သို့သွားမယ်ကျွန်တော်တို့ကြုံရတဲ့အခက်အခဲကကိုတော့ကိုယ်တော်ဖခင်ရဲ့ဂတိတော်ကကျွန်တော်တို့အတွက်ပြင်ဆင်ပြီးသားတိုင်းမဲ့ကျွန်တော်တို့ကြုံတွေ့ရတဲ့ရက်ခတ်မှုတွေကကျွန်တော်တို့အတွက်စုံစမ်းခြင်းတနည်းအားဖြင့်စာမေးပွဲတွေဖြစ်နိုင်တယ် ယုံကြည်ခြင်းကိုထုတ်သုံးရမယ့်ခြင်းဖြစ်တယ်။ဒါကြောင့်တခါလေမှဖျားခိုင်းတာလုံရင်းနဲ့ပဲဖျားခိုင်းတဲ့နေရာသွားရင်းနဲ့ဖျားပြုတ်ခိုင်းတဲ့အိမ်တော်ပြုတ်တာပဲ။နော်ဖျားသွားခိုင်းတဲ့နေရာသွားတာပဲ။ဒါပေမဲ့ပြဿနာကြုံတော့မယ်။အဲ့ဒီချိန်မှာကျွန်တော်တို့မငြိမ်မတက်ဖြစ်နိုင်တယ်။အဲ့ဇလန်အဲ့ဖြစ်ပြလို့ကျွန်တော်ကြည့်ခါမှာနော်ရေတွေကတဲ့လေထဲကိုပြည့်တယ်။ဆိုတော့ဒီမြစ်ထဲမှာရေများတာကောင်းတယ်ကျွန်တော်တို့ချင်းတွင်းမြစ်ဆိုရင်တဲတောင်ထွန်းလို့ရှိရင်တင်မောတွေကတောင်တင်ပြီးတော့ဆက်သွားလို့မရတော့ဘူး။ တခါဆိုကျွန်တော်တို့မုံရွာကနေကလေးဝသွားတာပုံမှန်ဆိုတညရေပဲနွေရာသီဆိုတော့တောင်ထွန်းတော့၃ရက်လောက်အေးရတယ်၃ညလောက်အေးလေးရတယ်ဆိုတော့မြစ်တွေမှာရေများတာကောင်းတယ်ရေကူးကံမှာရေနဲ့တဲ့ဖက်ကိုသွားရင်ပို့ပြီးတော့ဖော့လို့ကောင်းတယ်ကျွန်တော်တို့ဝါတဲ့သူဆိုရေတိမ်တိတ်မစိမပြေဘူးရေနဲ့တဲ့မှာအချိန်မှာကျွန်တော်ကောင်းကောင်းလေးဖော့လို့ရတာပါဆိုတော့ရေများတာကောင်းတယ်အဲဒါပေမဲ့လှေတဲ့ကိုရေဝင်တာတော့မကောင်းဘူးပြပြောချင်တာကလောကကြီးမှာကြည့်ရင်တော့ပြဿနာအများကြီးပဲဒါပေမဲ့အဲ့ဒီပြဿနာတွေကျွန်တော်တို့ဒီထဲကိုအဝင်မခံနဲ့ဒီထဲဝင်မခံနဲ့ တည်င်းနေကြည်တာကြည်လို့ရတယ်တည်င်းနေ follow လုပ်တာ follow လုပ်လို့ရတယ်ဒါပေမဲ့အဲ့ဒီအရာတွေကကျွန်တော်တို့ရဲ့အတွင်းနှလုံးသားတဲ့အထိငြိမ်သက်ခြင်းယုံကြည်ခြင်းဖြည့်ဆည်းတဲ့အထိပြက်ပြားစေတဲ့အထိကျွန်တော်တို့အဲ့ဒီတည်င်းနေနောက်ကိုမလိုက်ဖို့တော့ရည်ကြီးရယ်လောက်ရမယ့်ဟာလောက်ပါတည်င်းချက်လက်တွေစုစည်းပါတင်လောက်ရမယ့်ဟာလောက်ပါဒါပေမဲ့အပြင်ကရည်တွေအထဲကိုဝင်တဲ့ခါမှာလှေကမြုပ်ခန်းနေနေဖြစ်သွားတာကျွန်တော်တို့နဲ့မစီမဆိုင်ဘူးမှာဒေါ်နယ်ထရမ့်လို့ဖြစ်တဲ့အခါကျွန်တော်တို့ကနေထိုင်နေဒီမှာဟာ တို့တို့ဘာဖြစ်ဖြစ်ကျွန်တော်တို့မဟုတ်ဘူးဆိုတော့မဟုတ်ပါဘူး effect တော့အများကြီးရှိတာဗောလေနိုင်ငံကြီးတနိုင်ငံရဲ့အဆုံးဖြတ်ချက်ကဒါပေမဲ့တခါလေမှာကျွန်တော်တို့ကအရန်ယူလိုက်တဲ့ခါမှာနှုတ်ကပတ်တော်ယူရဲ့အချိန်မှာတော့အตาရပဲတိတ်မယူမဟုတ်တာကျတော့ကျွန်တော်တို့ကအရန်ယူချင်တာကျွန်တော်တို့ဆိုတော့ကျွန်တော်တို့ရဲ့လေကိုကျွန်တော်တို့ထိန်းသိမ်းအောင်ကျွန်တော်တို့အแทကိုအကုန်လုံးအဝင်မခံနဲ့ပညာရှိကြအောင်အပြင်ကရေတွေလေထဲကိုဝင်တဲ့ခါမှာတို့တို့အဲ့မှာစိုးရိမ်စရာဖြစ်လာတယ်ဒါကြောင့်အပြင်မှာဘာဖြစ်ဖြစ်ဂီးမဆိုင်လို့မဟုတ်ပါဘူးဒါပေမဲ့ယုံကြည်သူများကကျွန်တော်ရဲ့နှလုံးသားကိုစောင့်ရှောက်ဖះကဘာပြောလဲ ငါသမီးငါသားတင်းရဲ့နှလုံးငါ့ကိုပေးပါတယ်။အဲဆိုအဲ့နှလုံးသားတဲ့ကိုကျွန်တော်တို့အချားရာတွေထည့်လွန်တဲ့အခါမှာဖခင်ကနေရာမရတော့ဘူး။ဒါကြောင့်ကျွန်တော်တို့မှာရှိစုမဲ့စုနှလုံးသားတစ်ခုပဲရှိတာကြောက်ကွက်ကမှနှစ်ခုရှိသေးတယ်နော်ဒါပေမဲ့ကျွန်တော်တို့နှလုံးသားတစ်ခုပဲရှိတယ်ဒီနှလုံးသားလေးကိုထိန်းအောင်အာမင်ဘာဖြစ်လို့ကျွန်တော်တို့မုံတီးချင်းကိုဒီထဲမှာထည့်ထားတော့မှာလဲအာမင်အမြဲတမ်းဖခင်တရားနဲ့ပြည့်ပြီးမအိုးဖခင်ခင်နဲ့ပြည့်စုံနေဆိုရမှအញ្ញံဘာသာရေးဆံဖို့ကျွန်တော်ပြောတာမဟုတ်ပါဘူး လောကထဲမှာနေတာဖြစ်တယ်။ဒါပေမဲ့ရရှိစုမဲ့နှလုံးသားထဲမှာအပြင်းအရေတွေတောက်လျှောက်အဝင်ခံနေတော့ခဏခဏကျွန်တော်တို့ထိတာခဏခဏနှိမ့်မြုပ်နေတယ်။ဟာစာတန်ချသွားပြန်ပြီ။စာတန်ချသွားပြန်ပြီ။တင်းငွေနေနေရအရန်ထောင်းထောင်းထောင်းနှုတ်ကပတ်တော်နဲ့အာမင်အာမင်အင်္ဂါဘူးလူကြတော့ထိသွားပြန်ပြီကျွန်တော်တို့။ဟောဒီနေ့အပြင်းအရာတွေအထဲကိုအဝင်မခံကြဆိုနဲ့နှုတ်ကပတ်တော်စောင့်ရှောက်ကြပါစို့။လက်ခုပ်တီးလက်တီးပြအောင်အာမင်။ဟောအဲ့ဒါလေးမပြောရလို့မနေနိုင်အောင်အဲ့ကြောင့်ကျွန်တော်ပြန်ပြောတာ။ဟာလေလုယာ။ အပြင်မှာရေများတာကိစ္စမရှိသေးဘူးအထဲကိုရောက်မှာဖို့ရေးကြည့်ရနော်ဒါကြောင့်သင်ရဲ့လေကိုလုံချုံအောင်စောင့်ရှောက်ပါဆိုတော့ဒီဇလန်းမှာအဖြစ်ပြက်ကဝက်တွေဆိုတာတွေ့ပြီဆိုတာနဲ့သိအောင်နော်ဣဇရဲကိုကျွန်တော်တို့ဂျူးတွေကိုကြည့်မယ်ဆိုရင်ဂျူးကဝက်သားမဆောက်ဝက်ကိုယွန်ရှာတယ်ဆိုတော့ဒီဂါဒရပြည်ကတော့တေးချတယ်တပားမျိုးသားတွေရှိတဲ့နေရာဆိုတာသိချတယ်ဆိုတော့ယေရှုကတကူးတကသူ့ရှိရဲ့နော်သူ့ရဲ့သူ့အတိုင်းဝန်းကနေထွက်သွားပြီးတော့မှအဲ့ဒီဝက်ကြောင်းတဲ့လူတွေရှိတဲ့မြို့ဆိုလိုတာကအဲ့မှာတော့တပားမျိုးသားတွေရောနှောနေတဲ့နေရာပေါ့ အဲ့နေရာမှာဂါရပီမှာလာတယ်ဘာလို့လဲလူတယောက်ကိုသူကလွမြောက်စေချင်လို့ဖြစ်တယ်ဆိုဒီကျွန်တော်ဆိုရစကားတစ်ခုရှိတယ်ကဘာကြီးမှာကျွန်တော်တယောက်တည်းရှိခဲ့ရင်တော့မကိုတော့ကလာပြီးကဲနှုတ်မယ်အဲ့ဒါကျန်းစာစကားတော့မဟုတ်ဘူးဒါပေမဲ့ဆရာကြီး DL Modi ကသူအရင်ဖျားခင်တုတ်ထိတဲ့ခါမှာအဲ့ဒီစာတော့သူရေးခဲ့တယ် အော်ကျွန်တော်တယောက်တည်းရှိတယ်ဆိုရင်တော့မှယေရှုကကျွန်တော်ရွေးနှုတ်မှာပါလားဆိုတဲ့ဖခင်တိတ်ချစ်တဲ့မြစ်တော်သူဖို့ကျူးတာကိုလူတွေကပြောရင်ပြောရင်လည်းစံစာလို့တောင်ထင်တယ်စံစာတယ်မှာတော့မရှိဘူးဒါပေမဲ့ကျွန်တော်လည်းယုံကြည်တယ်ဘနေရောက်ဆိုတာလေဖခင်တိတ်ချစ်တယ်လို့တယောက်တည်းကိုလည်းသူကချစ်တယ်ဖခင်ဖြစ်တယ်ဟာလေလုယာဘာလို့ဆိုဒီစံစာမှာလေသူလူအများကြီးကိုမုံငါလို့နဲ့ငါးနှကောင်နဲ့လူ9000မျိုးသားကြီးပဲ9000လဲသူကြွေးခဲ့တယ်နော်သူနောက်ကိုလူတွေကချိတ်ချိတ်တိုးလိုက်ခဲလို့မှတွေးတွန်းတာဆွဲတဲ့မျိုးသမီးကထိတဲ့အချိန်မှာငါ့ကိုဘသူတုတ်ထီလဲလို့မေးတော့ကိုတော့ ဒီလောက်လူတွေကတိုးဝေးနေတာလို့ပြောတယ်။အုပ်စုလိုက်လူအုပ်နဲ့ဘုရားယေရှုကတရားဟောခဲ့တဲ့သူပါ။သူတရားဟောမယ်ဆိုရင်လူတွေကအရန်စိတ်ဝင်စားလုံးလို့လေ။တခါမှဆိုရင်ပိမှန်တော့သူအိမ်တရားဟောတဲ့အိမ်ကပြည့်သွားတော့နောက်ဆုံးခြေလက်တည်တဲ့သူကိုသူတို့ဆူတောင်းခံချင်တာဝင်လို့မရတော့အမိုးဖောက်ပြီးဝင်လာတာ။ဆိုတော့ယေရှုကယေရှုကအရန်ပေါ်ပူလာ ဖြစ်တာအဲ့ဒီခေတ်တုန်းကအခုကီလိုဆိုရင်ကျွန်တော်တို့နော် like တွေ million နဲ့ချီရမှာသူ live လေးပြီဆိုလို့ကတော့ယေရှုလွင်လဲပါတော့နော် billion နဲ့ချီကြည့်ကြမှာ ဒါပေမဲ့အဲ့လိုလူတုတွေကိုလည်းချစ်တယ်လို့တယောက်တည်းကိုလည်းချစ်တဲ့ဘုရားဖြစ်တယ်။အဲ့တယောက်တည်းမှာသူ့မိသားစုကသူ့ကိုအကြောင်းကြောင်းကြောင်းပေါ့လေဘာလို့သူနဲ့စိုးဝင်လဲဆိုတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့မိသားစုနဲ့တော့မှသူအတူနေလို့မရတော့အောင်သူကထိကျန်နေပြီ။သူ့ကိုသူတော့မှသူကတန်ချွန်နေကြောက်ချွန်နေတဲ့ထိုးထိုးပြီးတော့မှနာကျင်နေတဲ့သူဖြစ်တယ်။ဒါပေမဲ့ယေရှုကသူ့ကိုချစ်လွန်းတဲ့အတွက်အဲ့ဒီမုံတိုင်းတွေကြားထဲမှာဖြတ်သွားတယ်။ တမန်တော်တွေဆိုရင်ကျွန်တော်တို့လူ complaint တက်တက်လက်စုဆိုရှင်တော့ကျွန်တော်စင်ကာပူဖွဲ့တွေက complaint အရန်တော်တယ်စင်ကာပူကနေခဲ့ဘူးတဲ့အမတွေတော်တွေမှရှိတယ်ဆိုတော့စင်ကာပူက complaint ရန်တော်သူတို့ကဘာပြောဆိုတော့ oh complaint မဟုတ်တာ feedback feedback သူတို့ feedback တွေအကြောက်စရာကြီးအလေးနဲ့ထုတ်ဆိုမယ်နော် feedback တွေဆိုတော့ complaint ဆိုတာ complaint မဟုတ်ဘူး just a feedback just you take it or not you take it or leave it uh, feedback ဒါပြောချင်တာပြောကြတာဆိုတော့ဒီနေရာမှာကျွန်တော်တို့ feedback အရန်တော်တဲ့လူသားတွေဆိုလို့ရှင်တမန်တော်တွေချိတ်ချိတ်ပြောမှာကိုတော့မတရားဘူး ငါတို့ကအသက်ဆွန့်ဆန်ပဲသွားဒီမှာဘာမှလည်းဟုတ်တာမဟုတ်ဒီအယူကိုဒီနတ်ဆိုးဆွဲတဲ့တယောက်ကိုပဲလွတ်မြောက်စေပြန်သွားတာမတန်ဘူးဒီတစ်ခါမတန်ဘူးပြောစရာရှိရဲ့ဘုရားထံမှာတန်တယ်မတန်ဘူးဆိုတာမရှိဘူးလူများတယ်နေတာဆိုတာမရှိဘူးနော်လူတွေတတ်မှတ်တဲ့လူတွေကဟာဒီလောက်ဆိုရင်အောင်မြင်တဲ့ခရုစိတ်ကြီးပဲဒါကြီးကတော့ဟာဒါကဘာလုံးကိုကင်လုံးနဲ့ခရုစိတ်တိတ်ကောင်းတယ်ဒါပေမဲ့တစ်ခါလေမှာအယူတာတာရှိတဲ့သူကိုလည်းယေရှုကတိတ်ချစ်တဲ့အတွက်တယောက်ထဲအတွက်တော့မှယေရှုကဒီပင်လယ်ကိုကူးပြီးတော့ထွက်လာခဲ့တာဖြစ်တယ်ဟာလေလုယာအာမင် ကျွန်တော်တို့တယောက်စီတိုင်းလဲထိုနှုတ်ကပတ်တော်ဘုရားခင်ကပေးနေတာဖြစ်တယ်။ကျန်တဲ့သူတည်းနားမထောင်နဲ့တော့ဒီနေ့မှာအော်ဒါကနားထောင်ကောင်းမှာပဲတမိရနားထောင်ကောင်းမှာအိုးငါယောက်ျားအိုးကျွန်တော်တို့သူများအတွက်ပဲဘုရားကြောင့်တက်တယ်တခါလေးမှာကိုယ့်အတွက်ကိုတက်ရအောင်ကိုယ့်အတွက်ကိုဟာဟုတ်တာပဲကျွန်တော်တယောက်တည်းရှိရင်တောင်မှဂါရပီကိုယေရှုကထိုနှက်ဆိုးဆွဲတဲ့သူကိုလွတ်မြောက်စေတဲ့ဘုရားကကျွန်တော်တယောက်တည်းကိုလည်းချစ်တဲ့ဘုရားဖြစ်ပါတယ်ဟာလေလုယာအဲ့ဒီမှာ အားလုံးကနှဆိုးဆွဲသောသူသူ၌၎င်းဝတ်တို့လည်း၎င်းအဘယ်သူဖြစ်သည်ကိုတိမြင်တော့ကနောက်လာတော့သူကပြန်ကြပြီးမှမိမိတို့ပြည်ကန်ထွက်သွားမိအကြောင်းတောင်းပန်ကြ၏လေထဲသို့ဝင်တော်မူသောအခါနှဆိုးဆွဲမှုသောသူသည်ကိုတော်နှင့်အတူရှိပါမိကြောင်းတောင်းပန်လင်ကိုတော်ကအခွင့်မပေးသင်သည်ကိုရင်တို့တော်တော့သာရဘုရားသည်တနာချင်းစိတ်တော်နှင့်သင်၌အဘယ်မြလောက်ကျေးဇူးပြုတော်မူသည်ကိုသင်၏အဆွေမျိုးတို့အားပြန်ကြားလောဟုမိန့်တော်မူလျင် ထိုသူသည်တွား၍ယေရှုသည်အဘယ်မြလောက်ဂျေဇူးပြုတော်မူသည်ကိုဒေကာပေါလိပီတွင်တရင်ကြားပြောသည်ဖြစ်၍ခတ်သိမ်းသောသူတို့သည်အံ့ဩခြင်းရှိကြ၏ယေရှုနောက်ကိုယေရှုကမတ်သဲကိုလိုက်ခဲ့လို့ခေါ်တယ်ပေတုနဲ့ယောဟန်နဲ့ဇေဗေဒဲရဲ့သားနော်ယာကုပ်နဲ့ယောဟန်ပေတုလိုက်ခဲ့ဆိုတော့သူတို့လိုက်လာတယ်ဒါပေမဲ့ဒီနေရာမှာနှဆိုးဆွဲတာနေပျောက်သွားတဲ့သူကတော့ယေရှုနောက်လိုက်ချင်တာလိုက်ခွင့်မရပြန်ဘူးဆိုတော့ ဖခင်ရဲ့မှုတော်ဆောင်ခွင့်ရတာအသင်းတော်မှာပောင်းခွင့်ရတာဖခင်ရဲ့ခိုင်းတဲ့အတခုလှုပ်ခွင့်ရတာတကယ်ဂျေစုတော်ဖြစ်တယ်လှုပ်ချင်တိုင်းလှုပ်လို့ရတာမဟုတ်ဖခင်လှုပ်ခွင့်ပြုမှလှုပ်ရတာဖြစ်တာလေလို့ရဒါကြောင့်အာဖခင်ခိုင်းတဲ့အရာကိုလှုပ်ခွင့်ရတာကတကယ်ဂျေစုတော် तू အဲ့ဒီနဲ့စိုးထွက်သွားပြီးတော့ကြမ်းမာတဲ့သူကအင်းဝင်လိထွက်ချင်တာတခါလေဒါပေမဲ့ယေရှုကခွင့်မပြုမိတိမနေဘာလို့လဲဆိုတော့ तू အဲ့ဒီနေရာမှာယေရှုတောင်ဟောလို့မရတဲ့နေရာနော်ယေရှုကိုမောင်းထုတ်တာဆိုတော့ယေရှုတောင်နေလို့မရတဲ့နေရာမှာ तू ဟောမရတဲ့သူတချို့ရှိရေနော် ဒါကြောင့်ကျွန်တော်ဒီအတင်းတော့စခရဲကျွန်တော်ပြောတယ်မိတ်ဆွေဖြေးမှပြေးမဲ့အိုးလွတ်တွေတချို့ကစောင့်နေတယ်နော်ကျွန်တော်လိုက်လာလို့ရရှိမှရမှာဥမာကရင်မိသားစုကကျေးဇူးချူမှမယ်ကျွန်တော်မရတော့ကိုလူကသွားမှရမှာနော်ဘာလို့ဆိုတော့ကျွန်တော်ကရင်စကားမရအောင်အတင်းကိုဖျားပေးထားတဲ့အစွမ်းတတိလက်နဲ့အတီးတီးကမတူကြောက်တောင်တောင်ဥမာကျွန်တော်တို့ဒီအာမြန်မာနိုင်ငံကြီးကိုတီးစောင့်နေတဲ့ຢာတွေနဲ့လုံနေတဲ့ຢာတချို့ကိုကျွန်တော်တို့ညီကိုတချို့ကထိတွေ့နေတယ်ကျွန်တော်မထိတွေ့နိုင်ဘူးဒါကြောင့် ို့နယ်မြေအတီးအတီးမှာဘုရားခင်ပေးတဲ့တောင်းပန်ကိုကျေးရအောင်ဟာလေလုယာလက်ခုပ်တွေလည်းဘုရားကိုကြီးမွားရအောင်အဲ့ဒါကကြီးမားဆုံးသောခေါင်းကြီးဖြစ်တယ်ဟာလေလုယာโอ้ praise the lord အဲ့ဒီမှာအားလုံးကအော်တင်ပြီးတော့ तू ကလိုက်မယ်ဆိုတော့လိုက်လို့မရဘူး तू ကစပြီးဟောလာတယ်အဲ့ဒီရာကိုကျွန်တော် research လုပ်ကြည့်ခါမှာ तू အားဖြင့်လူမြောက်များစွာပြောင်းလဲသွားတယ်ဆိုတာကိုမှတ်တမ်းတင်ထားတယ် praise the lord ဒါကြောင့်တင်းတင်းရဲ့မြို့ရွာလေးမှာတင်းရဲ့ သူရဲ့အတိုင်းဝိုင်းလေးမှာသင်ရဲ့ပတ်ဝန်းကျင်လေးမှာဘုရားခင်ထားနေတာကအဲ့ဒီအတိုင်းဝိုင်းကိုပြောင်းဖို့တခြားလူကိုခိုင်းလို့မရလို့သင်ကိုထားထားတာဖြစ်မှာဟာလေလုယာနားရှိတော်သူမိကကြားပါစေလူကာထဲမှာကြည့်ရင်နတ်ဆိုးထွက်သွားတော်သူကတဲ့ကိုရောနဲ့တူရှိမိကြောင်တောင်းပန်တဲ့ခါယေရှုကမင်းအိမ်ကိုပြန်တဲ့ဆိုတော့အဲ့မှာကြည့်မယ်ဆိုရင်တမျိုးလုံးတွင် အနံ့အပြားတည်င်းကြားပြောလေ၏ အကယ်၍ဒါအဲ့ဒီနဲ့ဆိုးဆွဲတဲ့သူကယေရှုနောက်ကိုလက်ခွင့်ရရဆိုရင်တမန်တော်12ပါးနဲ့အပေါင်းပါပဲဖြစ်သွားမယ်နောက်လိုက်ပဲဖြစ်မယ်ဒါပေမဲ့သူသူ့မျိုးမှာသူနေနေရတဲ့ခါမှာတမျိုးလုံးကိုသူကတရားဟောခွင့်ရတယ်ဟာလေလုယာဒီနဲ့ဆိုးဆွဲတဲ့သူကသူမမျော်လင့်တော့ဘူးသူ့မှာလည်းမမျော်လင့်တော့သူနေတိုင်းအယူပဲသင်ညာတစားပြန်มาသွားတယ်ဒါပေမဲ့အဲ့ဒီချိန်မှာယေရှုသူ့ကိုလွတ်မြောက်စေဖို့လာတယ်စာတန်ကဘလောက်တော့မှသူ့ကိုမလွတ်မြောက်စေခြင်းလဲဆိုတော့ယေရှုတောင်မလာနိုင်အောင်လို့ ယေရှုဖြစ်နိုင်ရင်လေမြုပ်စေချင်တာသူကစာတန်ကဘာလို့ဆိုဒီမှာရှိတဲ့သူလွတ်မြောက်မှာသူအရင်မနာလို့တာကျွန်တော်တို့လွတ်မြောက်မှာကိုစာတန်ကယန်သူတိူတော့စာတန်ကတော်တော်ကိုမနာလို့တယ်ဒါပေမဲ့ယေရှုတော်ပဲမုံတိုင်းကယေရှုကိုမစည်းတားနိုင်ဘူးယေရှုနဲ့ယေရှုရဲ့ချစ်ချင်းမြတ်တာနဲ့ကျွန်တော်ကိုမကွာစေနိုင်မုံတိုင်းကလည်းမကွာစေနိုင်ဘူးကျွန်တော်တို့ငွေချေပြဿနာလည်းကျွန်တော်တို့မကွာစေရဘူး hallelujah မိသားစုခက်ခဲရလည်းကျွန်တော်တို့မကွာစေရဘူး yeshua all the way ပြောကြည့်ပါ all the way hallelujah လက်ခုပ်တီးလည်း yeshua ကိုဖိတ်ခေါ်ရအောင် amen ယေရှုရောက်လာပြီဆိုရင်လွတ်မြောက်မယ်ဆိုတာသိတဲ့အတွက်ယေရှုမလာအောင်လို့အမျိုးမျိုးစတားဆီးပါတယ်။ဒါပေမဲ့တားဆီးလို့မရဘူး။ယေရှုကသူ့လာတယ်။အားလုံးကတော့မျောလင့်နေတဲ့ဘဲတော်တွေကဟိုဘက်ကမှငါတို့လူထုတွေအများကြီးနဲ့တရားဟောမတင်ငါတို့ဆရာကဘယ်ဟုတ်မလဲတယောက်တည်းပဲ။ကျွန်တော်နဲ့မိတ်ဆွေလေကျွန်တော်တို့အေးစေးအိမ်မှာနေလို့ရတယ်ဒါပေမဲ့ဒီနှုတ်ကပတ်တော်လာနိုင်တဲ့ခါမှာ ဘုရားခင်ကတယောက်စီတယောက်စကားပြောတယ်ကြီးမားလုံးနဲ့ကိုရောမြတ်တာကတင့်ကိုတို့ထိပါစေဟာလေလုယာကြီးမားလုံးနဲ့ကိုရောမြတ်တာကတင့်ကိုတို့ထိပါစေသင်ရဲ့သားသမီးတွေကိုတို့ထိပါစေသင်ရဲ့မိသားစုဝင်တွေကိုတို့ထိပါစေလက်ခုပ်တီးလက်တီးပြအောင်ကျွန်တော်တို့ကိုတိတ်ချစ်တဲ့ဘုရားကကျွန်တော်တို့ကိုတို့ထိပါစေဟာလေလုယာအာမင်အာမင်ဟာလေလုယာဒီနေ့သင်ရှိတဲ့နေရာဟာသင်အတွက်အကောင်းဆုံးသောလယ်ကွက်ဖြစ်ပါတယ်သင်ရောက်နေသောနေရာသင်တို့အကောင်းဆုံးသာသနာ့ကွင်းဖြစ်ပါလားဟာလေလုယာဒီခုရောက်နေတဲ့အသင်အင်းဝင်လီလို့ဖို့အတွက်အကောင်းဆုံးနေရာဖြစ်ပါလေလက်ခုပ်တီးလက်တီးပြအောင် praise the lord amen ဒါကြောင့်ကျွန်တော်တို့ are you lonely နတ်ဆိုးဆွဲတဲ့သူလိုရွာပြင်မှာနေတဲ့သူတော့မဟုတ်ပါဘူးကျွန်တော်တို့ဒါပေမဲ့မကြာခဏဒါဝေမင်းကြီးလိုတယောက်တည်းရင်ဆိုင်ရတဲ့အရာတွေများရှိရဲ့မနေ့ဖြန်မှာတင်တယောက်တည်းရင်ဆိုင်ရမယ်ကြောက်နေသလားတပက်ခံမှာတင်တယောက်တည်းသွားရမယ်အရာတွေကြောက်နေသလားကိုတော်ကမစိုးရင်လည်းငါတင်ကိုစောင့်ကြည့်တယ်ဟာလေလုယာတင်ကငါအိပ်ပျော်ငါပြီးချင်းမရှိဘူးလို့ဘုရားခင်ကပြောတယ်ဘုရားဖြစ်တယ်ဟာလေလုယာသူကအိုင်တပက်တော့ကူးမယ်ဆိုရင်ကူးမှာပဲ praise the lord တင်ကအိုင်တပက်ကိုရောက်ကိုရောက်မှာဖြစ်တယ်လောလောဆယ်တော့ လိုင်းတဘိုးတော့ရှိမှာပေါ့ဒါပေမဲ့အဲ့ဒီလိုင်းတဘိုးတွေတောင်မှကိုရောရဲ့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်ငြိမ်စေမဲ့သူများဖြစ်ပါတယ်အာမင်ဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်အဖြစ်တယောက်စီတိုင်းဘုရားခင်ကောင်းချီးပေးပါစေ